်မင်္ဂလာပါရှင်ဒီကနေ့မှာတော့ unit on living substance လို့ခေါ်တဲ့တက်ရှိတွေမှာပါဝင်နေတဲ့ cell လို့ခေါ်တဲ့တက်ရှိပစ္စည်းလေးအကြောင်းကိုစတင်ပြီးတော့ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ရှင်တက်ရှိလို့ပြောလိုက်တာ ਨੇ တက်ရှိပစ္စည်း cell ဆိုတဲ့အရာလေးပါဝင်ရမှာဖြစ်ပါတယ်ဒါကြောင့်ပထမဦးဆုံး water living things made of ဆိုတဲ့ဘေးကုန်းလေးကိုစတင်ပြီးတော့လေ့လာတဲ့အခါမှာတော့ sun လို့ခေါ်တဲ့အရာဝတ္ထုသည် union of living substance building block of life ဆိုပြီးတော့သိထားပြီးသားဖြစ်ပါတယ်အဲ့လိုဆိုရင် building block of life လို့ခေါ်တဲ့ cell တွေထဲမှာ ပါဝင်နေတဲ့အရာဝတ္ထုတွေတဲ့အဲ့ဒီ cell တွေကိုဘယ်လိုတိစောက်ထားလဲဆိုတာကိုစတင်ပြီးတော့လေ့လာမှာဖြစ်ပါတယ် cells များဒီ building block of life ဖြစ်တဲ့ they be, they comes in all shapes and sizes သူတို့မှာပုံစံမျိုးစုံ တည်ရှိနေတာကိုတွေ့ရမယ်။ဒီနေရာမှာတော့ living things ကိုအပိုင်းနှစ်ပိုင်းခွဲပြီးလေ့လာမှာဖြစ်ပါတယ်။ Only one cell ဆဲပုံစံတစ်မျိုးနဲ့တိဆောက်ထားမယ်ဆိုရင် Sam's organisms are unicellular uni is a one ။ဒါကြောင့်ဆဲပုံစံတစ်မျိုးတည်းရှိမှာဖြစ်ပါတယ်။ other organism များကတော့ multicellular ဖြစ်ပါတယ် many types of cell မတူညီသောဆဲများနဲ့တိဆောက်ထားမယ် different types of source လို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မြောင်များစွာဆဲတွေပါဝင်နေမယ်ဆိုရင်တော့အဲဒီတက်ရှိမြောင်ကို multicellular လို့ကြီးညွှန်းมาဖြစ်ပါတယ်။ဒီနေရာမှာ bearing block of life ကိုလေ့လာတဲ့အခါမှာမဖြစ်မနေသိရမှာဒီတက်ရှိပစ္စည်း cell လေးထဲမှာရှိနေသော basis feature လို့ခေါ်တဲ့အခြေခံလိုအပ်ချက်ကလေးတွေကိုစတင်ပြီးတော့သိရှိရမှာဖြစ်ပါတယ်။ ။ဒါကြောင့်မို့လို့ဆဲတလုံးရဲ့အခြေခံလိုအပ်ချက်လို့ပြောလိုက်တဲ့အခါမှာတော့ဆဲကိုလေ့လာလိုက်တဲ့အခါမှာဆဲရဲ့ပုံစံဒီ basically အဖြစ် nucleus လို့ခေါ်တဲ့အရာဝတ္ထုကလေးပါမတာလျင်ဆဲလို့သတ်မှတ်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဆဲလို့ခေါ်တဲ့အရာဝတ္ထုရဲ့အတွင်းမှာရှိနေသော nucleus လေးဖြစ်ပါတယ်။ဒီနေရာမှာဒီ nucleus ကလေးကို brain of the cells လို့လည်းတည်ကြပါဗျ။ သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ regulate and control all of the cells activity ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ nucleus ရဲ့ special names လေးကတော့ control center လို့တည်ကြတာဖြစ်ပါတယ်။ဒီနေရာမှာတော့အဲ့ဒီ nucleus လေးကို double layer လို့ခေါ်တဲ့အလွှာနှစ်ထပ်နဲ့ဖုံးကာထားပါတယ်။ဒါကြောင့် nuclear envelope လို့လည်းဒီအရာလေးကိုခေါ်ဆိုပါသေးတယ်။ Anteria of the Sar ဆဲ့ရဲ့အတွင်းပိုင်းကလေးကိုလေ့လာတဲ့အခါမှာ many specialized compartment လေးတွေတွေ့ရပါတယ်။အဲဒီ many specialized compartment လေးတွေကိုတော့ organelles လို့ခေါ်ပြီးတော့အဲဒီ organelles တစ်ခုချင်းစီကတော့ surrounded by a separate membrane တိကျတော့အလွှာငယ်ကလေးတွေနဲ့ပုံအုပ်ထားတာကိုလည်းပဲတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့် nucleus တည်ရှိနေတဲ့အပိုင်းကလေးကိုတော့ jelly like living substance လို့ခေါ်ပြီးတော့ cytoplasm လို့နာမည်ပေးလိုက်တာပဲဖြစ်ပါလေရှင်။ ဒါကြောင့် within the cytoplasm cytoplasm နဲ့မှာတော့ nucleus နဲ့အတူ အခြားသော specialized structure ဖြစ်နေတဲ့ organelles ပြောင်များစွာလဲပါဝင်နေမှာဖြစ်တယ်။ဒီနေရာမှာ one major organelle ကတော့ nucleus လို့ခေါ်ပြီးတော့ genetic material များပါဝင်နေတာကိုတွေ့ရပြီးအဲ့ဒီ genetic material ကတော့ necessary for cells growth and reproduction လို့ခေါ်တဲ့ဆဲတွေကြီးထွားဖို့ဆဲတွေမျိုးပွားဖို့အတွက်အဓိကတာဝန်ယူပေးတော့ organelles လေးကို nucleus လို့ခေါ်ဆိုလိုက်တာဖြစ်ပါတယ်ရှင်။ဒါကြောင့် nucleus ကိုဖုံးကာထားတဲ့အလွှာလေးကိုတော့ nuclear membrane လို့ခေါ်ဆိုတာပဲဖြစ်ပါတယ်။ဒီနေရာမှာ nuclear membrane nucleus လို့ခေါ်တဲ့ definite အာဂနီးလေးကိုတွေ့ပြီးပြီဆိုရင်တော့နျူကလ িয়ার နဲ့ cytoplasm တည်မြဲနိုင်မှုအတွက် cell membrane or plasma membrane လေးနဲ့ဖုံးကာထားတာကိုလည်းပဲလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ all of the living organism သည် made out of living substance or building block of life အဲဒီအရာဝတ္ထုကလေးကို နာမည်ပေးတဲ့အခါမှာတော့ sir ဆိုပြီးတော့နာမည်ပေးတဲ့အတွက် basis feature or sales လို့ပြောရင်စဲတလုံးရဲ့အခြေခံလိုအပ်ချက်ကတော့3 basis feature ပဲဖြစ်ပါတယ်အပင် sir ရှိမယ် plant sir သရဝါစဲ animal sir and bacteria sir များမှာမဖြစ်မနေရှိနေရမယ် basis feature ကတော့ nuclear cytoplasm and plasma membrane ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ အခြားသောအော်ဂနေးမျောင်များစွာတည်ရှိနေတဲ့အပိုင်းလေးတွေကိုဆက်လက်လေ့လာလိုက်တဲ့အခါမှာတော့ gate of the cells လို့ပြောတဲ့ဆဲကိုအဓိကစောင့်ကြပ်ပေးတဲ့အပိုင်းလေးကတော့ plasma membrane or cell membrane လို့သိရဆိုရင် plasma membrane or cell membrane ဒီ hold and protect the cell ဖြစ်ပါတယ် protection လုပ်ပေးပါတယ်နောက်တစ်ခုကတော့ control ပါဘာကို control လုပ်လဲဆိုတော့ movement of material in and out of the cell ဒီနေရာမှာ plasma membrane ဆိုတဲ့အတွက် သူပြုတ်လုတ်ပေးနိုင်တာဒီ selectively ပါမိအေပေါ်သူလိုချင်တာကိုလက်ခံမယ်မလိုချင်တာကိုပြန်လဲပြီးတော့ထုတ်ပေးမှာဖြစ်ပါတယ် nucleus နဲ့အတူ specialized structure တွေဖြစ်တဲ့ organelles မြောင်များစွာဒီ as found in the cytoplasm လို့ပြောတဲ့အခါမှာ cytoplasm လေးရဲ့ structure လေးကိုကြည့်တဲ့အခါမှာတော့ watery gel like material တွေကိုတွေ့ရမယ်ဒီနေရာမှာတော့ cytoplasm ရဲ့ လှုပ်ဆောင်ချက်က areas of movement အနေနဲ့ပဲသူ့ကိုမှတ်သားထားရမှာဖြစ်ပါတယ်ရှင်။အပင်ဆဲပဲဖြစ်ဖြစ်တရဝါဆဲပဲဖြစ်ဖြစ် bacteria ဆဲပဲဖြစ်ဖြစ် unit of living substance or building block or life လို့ပြောလိုက်တာ ਨੇ အခြေခံလိုအပ်ချက်ဒီဒီ၃ချက်ကလွဲလို့မရှိပါဘူး။ဒီနေရာမှာတော့အပင်ဆဲနဲ့တရဝဆဲရဲ့ကြွားချချက်ကလေးကိုအနည်းငယ်ထည့်သွင်းပြောကြရမှာဖြစ်ပါတယ် nuclear cytoplasm and plasma membrane အပြင် plant cell မှာ cell wall လို့ခေါ်တဲ့ဆဲနံရံ ပါဝင်ပါတယ်။ဒါကြောင့်ဆဲနံရံဆိုတဲ့အတွက်သူသည် surround and protect the cells လို့ပဲသူ့ကိုသတ်မှတ်ရမှာဖြစ်ပါတယ်။အဓိကသူ့ရဲ့ main function ဖြစ်ပြီးတော့သူသည် support and protect ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဆဲဝေါလို့ခေါ်တဲ့ဇဲနံရည်နဲ့အတူထူးခြားမှုနောက်ထပ်တစ်ခုကတော့ organism အမျိုးအစားတစ်ခုဖြစ်တဲ့ chloroplast လို့ခေါ်တဲ့ green pigment chlorophyll နဲ့အတူ other pigment များပါဝင်နေသော organic အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဒီ organic အမျိုးအစားကတော့ capture the energies of sunlight ပါ။ sunlight လို့ခေါ်တဲ့နေရောင်ခြည်ကနေဖြာထွက်လာသော radiant energy ကိုသူကယူနိုင်တယ်။ ဒါကြောင့်မို့လို့လဲအပင်ဒီ process of photosynthesis လို့ခေါ်တဲ့အလင်းမီအစာစုဖွဲ့ခြင်းဖြစ်စဉ်ကိုပြုလုပ်သွားနိုင်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ cell တွေထဲမှာထူးထူးခြားခြား plant cell မှာတွေ့ရှိရတဲ့ vacuole လို့ခေါ်တဲ့ဆဲရည်ခွဲအကြောင်းပဲဖြစ်ပါတယ်။အဲဒီ vacuole ကတော့ store food waters and chemical တွေကို သူကတူလောင်ထားနိုင်တာဖြစ်တဲ့ဒါကြောင့်မို့လို့ storage tanks အနေနဲ့လဲ vacuole ကိုတည်ထားပါတယ်။ ထူးခြားချက်ကတော့အပင်ဆဲနဲ့တရဝါဆဲရဲ့ကွာခြားချက်မှာအပင်ဆဲမှာတော့ဗက်ဂီယိုကိုတွေ့ရတဲ့အခါမှာအရေးအတွက်နည်းနည်းနဲ့အရွယ်စွာအကြီးကိုတွေ့ရမှာဖြစ်ပြီးတရဝါဆဲမှာတွေ့ခဲ့မယ်ဆိုရင်လဲ lower forms of animal တွေမှာပဲတွေ့ရပြီးတော့သူကအရွယ်အစားသိငယ်ပြီးတော့အရေးအတွက်မြောင်များစွာ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်ရှင် ဘေးဒင်းဘလော့အွန်လိုက်ပလေးကိုလေ့လာတဲ့အခါမှာအပင်ဆင်းတဲ့တရဝါဆဲရဲ့မတူကွဲပြားတဲ့အချက်အလက်ကတော့ဆဲဝေါ်လို့ခေါ်တဲ့ဆဲနံရံဖြစ်တဲ့အတွက်အဲ့ဒီဆဲနံရံသည် supporter and protector အနေနဲ့သူကတာဝန်ယူထားတယ်ဆိုရင် made out of cellulose cellulose လို့ခေါ်တဲ့ chemical compound တစ်မျိုးနဲ့တိစောက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အပင်ဆဲမှာဆဲဝေါ် plasma membrane အပြင်ကိုတွေ့ရှိရတာကတော့ cell wall လို့ခေါ်တဲ့ဆဲနံရံဖြစ်ပါတယ်။ဒရဝါဆဲမှာတော့ carbarbine thin layer လို့ခေါ်တဲ့ plasma membrane တစ်မျိုးနဲ့တည်းပုံကထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့အပင်နဲ့ဒရဝါတွေရဲ့ cell တွေမှာအဓိကကွာခြားနေတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ nucleus ရှိရပဲဒါလည်းပဲအတူတူပါပဲ။ စိုက်တိုပလာဇမ်ထဲမှာနျူကလ িয়াস နဲ့အတူ အခြားသော specialized organelle တွေရှိတယ်ဒါကလည်းပဲတူညီစွာတွေ့ရတာဖြစ်ပြီးတော့အပင်ဆဲမှာကတော့ chloroplast လို့ခေါ်တဲ့အစင်းရောင်ချယ်လုံးကလေးတွေသူကပုံမပါဝင်နေတာကိုတွေ့ရမှာဖြစ်တယ်ဒီနေရာမှာတော့ animal cell မှာ chloroplast လုံးဝပါဝင်ခြင်းမရှိတဲ့အတွက် animal များသည် process of photosynthesis ကိုလုံးဝ လုံခြုံနိုင်ခြင်းမရှိပါဘူးကလိုရိုပလတ်ပါဝင်တဲ့ contain chlorophyll လို့ပြောလိုက်တဲ့အတွက် plant cell ကတော့လုံဆောင်ချက်သည်အဓိကအားဖြင့် process of photosynthesis ကို အစိမ်းရောင်ရှိသောအပိုင်းများကလုံဆောင်နိုင်တဲ့အတွက်အပင်သည် autotrophic nutrition ကိုလှုပ်ဆောင်နိုင်ပြီးတော့အဲဒီ autotroph တွေကိုမှီခိုပြီးတော့မှတရဝဆဲများက heterotrophic nutrition ကိုပြုလုပ်နိုင်တာပဲဖြစ်ပါတယ်ရှင် အပင်ဆဲပဲဖြစ်ဖြစ်သရဝဆဲပဲဖြစ်ဖြစ်အသက်ရှင်သန်နိုင်ဖို့အတွက်တော့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာမဖြစ်မနေပြုလုပ်ရမယ်ဖြစ်စဉ်လေးတစ်ခုကတော့ respiration လို့ခေါ်တဲ့ဆွမ်းအင်ထုတ်ခြင်းဖြစ်စဉ်ပဲဖြစ်ပါတယ် release of energy ပါဆွမ်းအင်ထုတ်ရမယ်ဆိုရင်တော့ဆဲထဲမှာရှိသော specialized organelle organelles အမျိုးအစားတစ်မျိုးဖြစ်တဲ့ mitochondria လို့ခေါ်တဲ့ power house of the source လို့အများသိကြတဲ့အစိတ်အပိုင်းကလေးတစ်ခုရှိပါတယ်သူကလည်းပဲ one of the organelles as found in the cytoplasm ပဲဖြစ်ပါတယ် ခုချင်းစီကို Chondrion လို့ခေါ်ဆိုတဲ့အတွက်အဲ့ဒီ Mitochondrion ကလေးများသည် Powerhouse of the Cells လို့လည်းပဲသူရဲ့ special names အရာတည်တယ် Produce and supply most of the energy for the cells ပါ Cells အတွက်သူက energy ရရှိနိုင်မှုအတွက်အဓိကလှုပ်ဆောင်ပေးတဲ့ Powerhouse ဒီလည်းပဲအပင်ဆဲကောတရဝါဆဲကောနှစ်မျိုးစလုံးမှာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့အပင်ဆဲမှာမဖြစ်မနေပါဝင်တာကတော့ cell sap လို့ခေါ်တယ်ပီရီအမျိုးအစားပါဝင်တယ် ်ဗက်ဂီယိုလို့ခေါ်တဲ့ဆဲရည်ကွက်ငယ်ကလေးတွေပဲဖြစ်ပါတယ်အဲ့ဒီဗက်ဂီယိုတဲ့မှာတော့ Stoford Watson Chemical Re ပါဝင်နေတာဖြစ်ပါတယ်တရဝဆဲမှာဆိုရင်တော့ lower forms of animal တွေမှာဗက်ဂီယိုကို တွေ့ရှိရမှာပဲဖြစ်ပါတယ်ဇီဝဗေဒဘာသာရက်ကိုလေလာနေတဲ့ចောင်းသူចောင်းသားများအတွက်မဖြစ်မနေတည်တင်တည်တိုက်တဲ့ဘာကြောင့် တက်ရှိလို့ခေါ်ဆိုတာလေတက်ရှိဖြစ်ဖို့အတွက်အဓိကလိုအပ်ချက်ဘာရှိလဲဆိုတာကိုလေ့လာမယ်ဆိုရင်တော့တက်ရှိဖြစ်ဖို့အတွက်တက်ရှိပစ္စည်းလိုအပ်ပါတယ်အဲ့ဒီတက်ရှိပစ္စည်းလေးကိုလည်းပဲ unit of living substance အသက်ရှင်သန်နိုင်မှုအတွက်သူကပြုတ်လုပ်ထားတဲ့အသေးငယ်ဆုံးသောပစ္စည်းမို့လို့ building block of life ပ ဒီနေရာမှာ unit of living substance လို့ပဲပြောပြော building block of life လို့ပဲပြောပြောအဲ့ဒီအရာဝိတ္ထုကို အမည်နာမတစ်ခုအနေနဲ့သတ်မှတ်ရင်တော့ cell ဆိုပြီးတော့သတ်မှတ်ထားပါတယ် class လို့အများသိကြပါတယ်အဲ့ဒီ class လေးတွေကို လေ့လာတဲ့ logic ကိုတော့ cytology ဆိုပြီးတော့ branches of biology မှာဆက်လက်လေ့လာသွားရမှာပဲဖြစ်ပါတယ်ရှင်ဒီအပိုင်းကလေးကတော့ union of living substance မှာ cell ဆိုတဲ့အရာဝတ္ထုကလေးကိုစတင်ပြီးတော့မိတ်ဆက်ပေးလိုက်တဲ့အပိုင်းကလေးပဲဖြစ်ပါတယ်ရှင် ခေလနှင်းချန်နယ်ကနေပြီးတော့ဇီဝမေတာဘာသာရပ်ဆိုင်ရာဗဟုသုတရစရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ like and subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ရှင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာလေးများနဲ့လည်းပြန်လည်ပြီးတော့ဆုံတွေ့ပါဦးမယ်